ီပြည်နယ်တဲကနမ်းမဲခုံလွိုင်နန်းဖဒီမော့ဆုမြို့နယ်တွေမှာညအချိန်မထွက်ဖို့အတွက် မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီတွေကစက်တင်ဘာလ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ဆက်လင်းပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးနဲ့ရရအေဂျင်တာယာရေးကိုထိခိုက်အောင်လှုံ့ဆော်လာတာတွေကြောင့်မြို့နယ်အတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဆောင်ရွက်နေတယ်လို့ကရင်နေကြားကလာအုပ်ချုပ်ရေးကောင်စီ IAC အတွင်းရေးမှူးနှစ်ဦးပညာပြောပါတယ်။ မြို့နယ်၃ခုရဲ့ပူးပေါင်းကော်မတီဝင်နဲ့ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတွေကစက်တင်ဘာလ9ရက်နေ့မှာအစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်စီရေးအရသွာလာရတဲ့တပ်ဖွဲ့ဝင်တွေနဲ့အရေးပေါ်တာရင်းနိုင်သွာလာရတဲ့သူတွေကလွဲပြီးည9နာရီကနေမနက်6နာရီအတွင်းမှာသွာလာခြင်းမလုပ်ဖို့ကိုပြောဆိုထားပါတယ်။ဒါ့အပြင် လုံခြုံရေးဆိုင်ရာအရာ သက်ဆိုင်ရာကီနီပြည်ရဲ့ KSB တရင်တက်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်ဆေးမေးမြန်းမှုတွေဆောင်ရွက်ရင်မြေသူမဆိုကြည်ပြူစွာလက်ခံဖို့လည်းပြောထားပါဗျ။ပြည်သူလူထုတွေရဲ့အကြိုးအတွက်ထောက်ပြန်တာဖြစ်တဲ့အတွက်လိုင်းနာဆောင်ရွက်ဖို့ကိုလည်းအတိပေးထောက်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။